ားလုံးပဲမင်္ဂလာပါကျွန်တော်ဝတ်တုံမြန်မဲမှာကျွန်တော်ဒီနေ့မှာတော့ထိုင်းနိုင်ငံလမ်ပန်မြို့မှာတကြံအကျိုးနေ့မတိုင်ရင်တည့်ရက်မှာနေ့စဉ်ကျင်းပလေးရှိတဲ့ဆလုံးလိုဝမ်ဆိုတဲ့ရေလူခံပွဲတော်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရပိနီဟန်ဆလုံးလောင်ဆိုတဲ့ရေလူကံပွဲတော်ဟာလမ်ပန်မြို့ရဲ့ထင်ရှားလာတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။နေ့စဉ်အေဗီလာ၁၂ရက်နေ့တကြံဂျိုနီမြောက်ခင်တည့်ရက်မှာကျင်းပကြတဲ့ပွဲဖြစ်ပြီးတော့ဖျားရေသက်ပယ်ဖို့အတွက်လမ်ပန်မြို့အတွင်းကိုရေလူခံတဲ့ပွဲလည်းဖြစ်ပါတယ်။ဆလုံးလောင်ဆိုတာကတော့လန်နာရှမ်းပါသားစကားဖြစ်ပြီးမြန်မာလိုအထိပယ်ပြင်တော့ဆလုံးဆိုတာဖလာရေထဲ့သောအရာဝတ္ထုလို့အထိပယ်ရပြီးလောင်ဆိုတာကတော့ ကြီးမားခြင်းလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်စလုံးလိုအောင်ဆိုတဲ့အဓိပ္ပာယ်ကိုစီလီအောင်အဓိပ္ပာယ်ဘာသာပြန်ရရင်တော့ကြီးမားတဲ့ရေဖလားကြီးနဲ့ရေလူကန်တဲ့ပွဲတော်လို့အမည်ရပါတယ်။ဒီပွဲကိုတော့လမ်ပတ်မြို့ဝတ်ပုတ်စနုမှာကျင်းပတာဖြစ်ပြီးတော့အဲ့ဒီအကြောင်းကစတင်ပြီးမြို့အတွင်းလှည့်လည်ပြီးရေလူကန်တာဖြစ်ပါတယ်။ ရေလူခံမှုမစတင်ခင်မှာကတော့ငွေဖလားနှစ်ပေးမှာရေလူခံပေးကြမဲ့သူများနဲ့အတူဒီပွဲမှာပါဝင်ကြမဲ့သူများအားလုံးဟာပြိတ္တရားနာကြပါလေအဲ့ဒီနောက်မှာတော့ကျောင်းပေါ်ကနေငွေဖလားနှစ်ပေးမှာတာဝန်ယူရေလူခံပေးကြမဲ့သူတွေဟာအခမ်းအနားနဲ့ငွေဖလားကြီးစီကိုလာကြပါတယ် ငွေပလာကြီးနဘေးကနေတမျိုးလုံးရဲ့လှူဒန်းကြတဲ့ရေအမွေးနှစ်သားရေတို့ကိုလက်ခံယူပေးမဲ့အမျိုးသား၅ဦးကိုတော့ထေဖတ်ဖို့လို့ခေါ်ကြပါတယ်။ဆိုလိုရင်းကတော့ဒီငွေပလာကြီးကို ထိမ့်သိမ်းဆောက်ရှောက်မဲ့နတ်ဒီဝါများလို့ယူဆကြပါတယ်။ ဒီနမင်၅ပါးအဖြစ် ဆောင်ရွက်ကြသူတွေကတော့ငွေပလားကြီးရဲ့အရှိမစောင်းလျှောက်ကာကွယ်သူနမင်အဖြစ်တူပြည်သူများလူတန်းမဲ့ရေတွေကို လက်ခံမဲ့ရေအလူလက်ခံသူ၂ဦးနဲ့ငွေပလားကြီးအနောက်ကနေပြီးဒေါင်းမီနဲ့ထန်းလက်ကိုကင်ဆောက်သူနမင်၂ဦးဆိုပြီးဖြစ်ပါတယ်ဒီပွဲကိုစတင်ကျင်းပခဲ့တဲ့နှစ်များကအလင်းတင့်သလိုရွေးချယ်ခဲ့မှုတွေရှိသလိုနမကြီးတယောက်ဆောင်နေနဲ့လဲဆောင်ရွက်တာမျိုးတွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့ နောက်ပိုင်းပြောင်းလဲတတ်မှတ်မှုတွေကြောင့်ဒီ၅ဦးနေရာကိုတာဝန်ယူဆောင်ရွက်မဲ့သူတွေဟာလက်ပံမြို့သားသို့မဟုတ်လက်ပံသူလက်ပံသားတို့ရဲ့တာမီးမြစ်တို့သာဖြစ်ရပြီးတော့ပြန်ပွဲအနေနဲ့ပြုလုပ်ပြီးရွေးချယ်ခဲ့ကြပါတယ်။ ရေလူကံပွဲလှည့်လည်မှုမှာကတော့ဂျိုသက်ပုံတွေရဲ့ဥဆောင်မှုနဲ့အတူလန်နာတကွန်တိုင်တွေလန်နာအကတွေရှမ်းကင်နီကင်နီအကတွေနဲ့အိုးစီပုံပေါင်းတွေမြို့နယ်73မြို့နယ်ရဲ့အလားပြားမှုအသေးသေးနဲ့အတူစီကားတိုက်မြိုက်စွာကျင်းပတာကြောင့်မျက်စိပရာသရှိလာပါတယ်။လှည့်လာရလမ်းလျှောက်မှာကတော့မြို့သူမြို့သားတို့ကအမွေးနှစ်သားရီတို့ကိုငွေဖလားကြီးတွေကိုလှူဒန်းကြတဲ့အပြင် တဲ့လေမှုမှာပါဝင်ကြသူတွေကိုရေပတ်ကစားမှုတွေလည်းပြုလုပ်ကြပါတယ်စလုံးလုံးဆိုတဲ့ ဒီရေလူကံပွဲတော်ကိုတော့1988ခုနှစ်မှာစတင်ကျင်းပခဲ့တာဖြစ်ပြီးတော့လမ်ပန်မြို့သူမြို့သားတွေဟာနှစ်စဉ်နှစ်တည့်အချိန်ခါသမျှမှာဖျားရေတက်ပေမှုကိုတမူထူးခြားတဲ့အစဉ်လာနဲ့ပြုလုပ်ချင်တာကြောင့်ဒီပွဲကိုစတင်ကျင်းပခဲ့ကြတယ်လို့သိရပါတယ်။လမ်ပန်ဒေသဟာထိုင်းနိုင်ငံမှာငွေတွေပြုလုပ်ရမှာထင်ရှားလာတဲ့ဒေသဖြစ်တာနဲ့အညီနှစ်တည့်အချိန်ခါသမျှမှာမြတ်စွာဘုရားကိုယေစုပြီးရေတက်ပေရန်အတွက် အကျယ်89စင်တီမီတာအမြင့်49စင်တီမီတာနဲ့ငွေသားအလေးချိန်38ကီလိုရှိတဲ့ငွေဖလားအကြီးကြီးကိုပြုလုပ်ကမြို့အတွင်းရှိလမ်းပန်းတူလမ်းပန်းသားများဖျားရည်တက်ပဲနိုင်ရန်ရေလူခံပြီးဖျားရည်တက်ပဲတဲ့ပွဲတော်ကြီးကိုကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်ဒီပွဲကျင်းပမယ်မနက်ပိုင်းမှာကတော့လမ်းပန်းမြို့နယ်တွေကတမိုင်းဝင်ထင်ရှားတဲ့ဖျားဖြစ်တဲ့ဝတ်ဖရာထလမ်းပန်းလူအောင်ဆိုတဲ့ဖျားเจ้าကဆင်းတူတော်ကိုအနေကစားတင်ပြီး ရေးပူဇော်ခရံအတွက်မြို့ရဲသို့ပင်ဆောင်လာခဲ့ပါတယ်။ရေးလူခံလှည့်လည်မှုကတော့ညနေ3နာရီမှာစတင်အလူခံပြီးတော့ညနေ9နာရီအချိန်မှာတစ်ဖက်ကဒေသစာရေးကြွလာတဲ့ဖျားဆင်းတူတော်နဲ့တစ်ဖက်ကရေးလူခံလှည့်လည်ကြမှုတို့ဟာလမ်ပန်မြို့လည်ရဲ့အထင်ကြီးရနေရာဖြစ်တဲ့လမ်ပန်ရှိဟောင်းပြတိုက်ရှိမှာဆုံကြပြီးဖျားရေးတပ်ပဲခြင်းအခမ်းအနားကိုကျင်းပကြတာဖြစ်ပါတယ်။ တရွာတပုတ်ဆန်းဆိုသလိုမျိုးရာတွေအစင်အလာတွေပွဲတော်တွေမျိုးမျိုးရှိတာမို့ကျင်းပမှုတွေဟာလည်းဒရေသားနဲ့ဒရေသားကွဲပြားမှုတွေနဲ့အတူစိတ်ဝင်စားဖွယ်ရှိလာတာမို့လံပံမြို့ရဲ့နှစ်စဉ်ဖျားရည်ပူဇော်ပွဲကိုလည်းဘ ഹു တုတရရွယ်တင်ဆက်လိုက်ရပါတယ်ခင်ဗျာ